င်္ဂလာပါရှင်ဒီနေ့ကတော့ဒီ Granny Square Council တူလေးထိုးပြမှာဖြစ်ပါတယ်ဒီအလှတက်လေးတွေရပြီးမှာအရင်ဆုံးဒီလို Granny Square Council တူလေးမှာဒီလို Granny Square လေးအရင်ထိုးရမှာဖြစ်ပါတယ်ကဲဒါလေးက Council တူလေးရဲ့ကောင်းစီကျိုးလေးရဲ့ခြီကတော့ပမာခြီ3 plain လေးကိုသုံးပါတယ်ပမာခြီ3 plain လေးကို size ကတော့2 mm နဲ့ထိုးမှဖြစ်ပါတယ် ိုရင်အရင်ဆုံး sleeve knot လေးလုပ်လိုက်မယ်ပြီးရင်ဒီမှာခေါင်းစည်းကြိုးရဲ့ဒီလိုခွင်းထဲကနေယူပြီးတော့ထိုးမယ်နော်ယူပြီးတော့ဒီမှာ chain လေး3 chain ထိုးမယ်ပြီးရင်ဒီမှာဒီကြိုးအစာလေးကိုလည်းထည့်ပြီးထိုးသွားမယ်နော်ပြီးရင်တိုင်ရှည်နော်တိုင်ရှည်ဆိုတာအပ်ပေါ်မှာတရစ်တင်မယ်ပြီးရင်ဒီ ခေါင်းစည်းကြိုးထဲမှာထည့်ပြီးတော့ဒီလိုမှမယ်မှပြီးအရှိအမမအောင်ခေါင်းစည်းကြိုးနာလေးပဲကတ်မှပြီးတော့ဒီမှာတပင်းချလိုက်မယ်ပြီးတော့မှအဲ့ဒါကိုနှစ်ပင်းစီနှစ်ပင်းစီပြန်ချမယ်အဲ့ဒါကို၃နိုင်ထုံမယ်နော်ဒီမှာဒီနာလေးပဲကတ်ယူမယ်အဲ့မှာတပင်းကိုအရင်ချလိုက်မယ်ပြီးတော့မှနှစ်ပင်းစီနှစ်ပင်းစီနှစ်ပင်းစီပြန်ချမယ်နော်၃တိုင်၃တိုင်ပြီးသွားလို့ရှိရင်ချိန်လေးတစ်ချိန်လာမယ်ပြီးရင်၃တိုင်ပြန်ထုံးမယ် နားလေးမှာကတ်ချမယ်ဒီနားလေးမှာတပင်ကတ်ချမယ်ပြီးတော့မှနှစ်ပင်စီနှစ်ပင်စီချမယ်တိုင်းရှီလေးကိုနော်ခေါင်းစီကျိုးမှာအဲ့လိုလေးကတ်ထိုးတဲ့ဒီလိုလေးထိုးပါတယ်ဒါဆိုရင်ဒီမှာ3တိုင်း3တိုင်းရသွားပြီဆိုရင်ချိန်တစ်ချိန်လာမယ်ပြီးရင်နောက်ထပ်3တိုင်းပြန်ထိုးမယ်မီလီယာနည်းနည်းလေးလက်နဲ့ဖိအောင် ဒီမှာတပင်ကတ်ချလိုက်မယ်ပြီးတော့မှရှည်ရှည်လေးဆွဲပြီးတော့နှစ်ပင်စီနှစ်ပင်စီပြန်ချတတိုင်းဒီမှာတပင်ကတ်ချမယ်ပြီးတော့မှနှစ်ပင်စီချမယ်ဆိုရင်နှစ်တိုင်းတပင်ချမယ်နှစ်ပင်စီပြန်ချမယ် ဒါဆိုရင်တိုင်းရှိ3တိုင်းချိန်တစ်ချိန်တိုင်းရှိ3တိုင်းချိန်တစ်ချိန်တိုင်းရှိ3တိုင်းချိန်တစ်ချိန်အဲ့ဒါကိုတောက်လျှောက်တိုင်းရှိ3တိုင်း16ခါရအောင်တပတ်လည်ထိုးလိုက်မယ်เนาะအဲဆိုရင်တိုင်3နိုင်ချိန်တစ်ချိန်တိုင်3နိုင်ချိန်တစ်ချိန်16ခါပြီးပြီเนาะ16ခါပြီးပြီဆိုရင်ချိန်တစ်ချိန်ထိုးပြီးတော့ပထမဆုံးတိုင်မှာပထမဆုံးချိန်3ချိန်ထိုးထားတဲ့တိုင်ထိပ်မှာရှက်ကောလေးနဲ့ဆွဲလိုက်မယ်။ ပြီးတော့ရင်ဒီချိန်တစ်ချိန်နေရာကိုရောက်အောင်ရှက်ကွန်နဲ့ဆက်သွားမယ်เนาะရှက်ကွန်နဲ့တစ်ခါနှစ်ခါပုံကချင်းတစ်ချင်းနေရာရောက်အောင်ရှက်ကော်လေးနဲ့သွားလိုက်မယ်။သွားပြီးအဲ့ဒီချင်းတစ်ချင်းနေရာရောက်သွားပြီဆိုရင်ချိန်၃ချိန်တက်မယ်။ဒီ၃ချိန်ကတစ်တိုင်းပေါ့နော်။ဒါဆိုရင်နောက်ထပ်၂တိုင်းထပ်ထိုးမယ်။ဒိုင်းရှေး၂တိုင်းထပ်ထိုးမယ်။ ဒါဆိုရင်စုစုပေါင်းတိုင်း၃တိုင်းပေါ့နော်တိုင်း၃တိုင်းပြီးတော့ရင်ချိန်တစ်ချိန်ပြန်လာမယ်ပြီးရင်အဲ့ဒီနေရာမှာပဲနောက်ထပ်၃တိုင်းပြန်ထုံမယ်နော်တစ်တိုင်းနှစ်တိုင်း၃တိုင်း၃တိုင်းပြီးတော့ရင်ဆိုရင်ချိန်တစ်ချိန်ပြန်လာမယ်ဒါဒီနေရာလေးကိုထောင်းနေရာလေးပေါ့နော်ဒီနေရာလေးကတောက်လျှောက်ထောင်းနေရာလေးဖြစ်မှာပြီးရင်ချိန်တစ်ချိန်ပြီးရင်နောက်ထပ်တစ်နေရာကိုကူးမယ် နောက်ထပ်တနည်းအားကူပြီးတော့တိုင်ရှည်၃နိုင်ထိုးပါမယ်တစ်တိုင်းနှစ်တိုင်း၃နိုင်တိုင်ရှည်၃နိုင်ပြီးချိန်တစ်ချိန်ပြန်လာပါမယ်ချိန်တစ်ချိန်ပြန်လာပြီးချိန်တစ်ချိန်ပြန်လာပြီးလို့ရှိရင်နောက်တနည်းအားမှာနောက်တနည်းအားကူမယ်နော်နောက်တနည်းအားကူပြီးတော့တိုင်ရှည်၃နိုင်ပြန်ထိုးပါမယ် 3တိုင်းပြန်ထိုးမယ်ပြီးရင်ချိန်တစ်ချိန်ပြန်လာမယ်ချိန်တစ်ချိန်ပြန်လာပြီးတော့နောက်တနေရာကိုကူးမယ်နောက်တနေရာမှာလည်းတိုင်းရှိ3တိုင်းပြန်ထိုးပါမယ်တိုင်းရှိ3တိုင်းပြန်ထိုးပြီးရင်ချိန်တစ်ချိန်လာမယ်လာပြီးရင်ဒီတစ်ခါတော့ဒီလိုထောင်းပုံစံလေးပြန်လုပ်ပါမယ်ဒီမှာနောက်တနေရာကူးမယ်အဲ့ဒီမှာတော့ထောင်းလေးလုပ်မယ်เนาะတိုင်းရှိ3တိုင်း တိုင်ရှည်3နိုင်ပြီးရင်ချိန်တစ်ချိန်လာမယ်ချိန်တစ်ချိန်လာပြီးတော့နောက်ထပ်တိုင်ရှည်3နိုင်ကိုဒီအဲ့ဒီနေရာမှာပဲတစ်ခါပြန်ထိုးလိုက်မှာเนาะဒါကဒေါင်းနေရာလေးပေါ့เนาะဒါဆိုရင်ဒေါင်းတစ်ခုနဲ့တစ်ခုကြားမှာတိုင်ရှည်3နိုင်ရဲ့3ခါလာမယ်เนาะဒါဆိုရင်ချိန်တစ်ချိန်လာမယ်လာပြီးတော့တိုင်ရှည်3နိုင်3ခါပြန်ထိုးမယ်เนาะ တော့ငါပြန်ထိုးမယ်ချိန်တစ်ချိန်လာမယ်နောက်တနေရာသွားမယ်တစ်တိုင်းနှစ်တိုင်းသုံးတိုင်းပြင်ချိန်တစ်ချိန်နောက်တနေရာသွားမယ်တစ်တိုင်းနှစ်တိုင်းသုံးတိုင်းသုံးနိုင်ပြီချိန်တစ်ချိန်အဲဆိုရင်ဒီမှာတိုင်းချေ3နိုင်3ကပြီးပြီเนาะ အုံးလာပြီးသွားလို့ရှိရင်ဒီမှာတောင်းနေရလေးလုပ်မယ်နော်ဒီနေရာမှာတတိုင်းနှစ်တိုင်းသုံးတိုင်းသုံးတိုင်းပြီးချိန်တစ်ချိန်လာမယ်လာပြီးတော့နောက်ထပ်အတိုင်းရှိသုံးတိုင်းကိုဒီနေရာမှာပဲပြန်ထုံမှာနော်တဲ့ နေတော့ဒါဆိုရင်ဒီမှာတောင်းလေးရပြီเนาะဒါဆိုရင်နောက်ထပ်တောင်းတစ်ခုနဲ့တစ်ခုကြမှာအတိုင်းရှိ3နိုင်3ခါထပ်ထိုးမယ်เนาะထပ်ထိုးလိုက်တောင်းလေးတစ်ခုလုံးလိုက်ပြီးရင်ဒီမှာအကုန်လုံး၄တောင်းရှိရမယ်เนาะ1 2 3 4ဒီမှာတစ်ထောင်အဲ့ဒါတပတ်လေးပြန်အောင်ဆက်ထိုးမယ်เนาะဒါဆိုရင်ဒီမှာအဆုံးထိရောက်ပြီးဒီမှာတောင်းတစ်ထောင်ပြီးရင်တိုင်းရှိ3နိုင်3ခါပြီးွားရင်ဒီမှာဒီတောင်းလေးရဲ့ ထမဆုံးချိန်သုံးချိန်ထိုးထားတဲ့အပေါ်ဆုံးမှာရှက်ကောလေးနဲ့ဆက်လိုက်မယ်။ဒါတရောင်းပြီးပြီပေါ့နော်။နောက်တရောင်းအတွက်ဆိုလဲဒေါင်းနေရာလေးရဲ့ဒီအလံကနေချိန်တစ်ချိန်နေရာနေစတော့မှာဖြစ်တဲ့အတွက်အဲ့ဒီကိုရောက်အောင်အဲ့ဒီကိုရောက်အောင်ရှက်ကောလေးနဲ့ဆက်သွားမယ်နော်။ဒီမှာချိန်နေရာကိုရောက်ပြီဆိုလို့ရှိရင်စွစွထိုးတဲ့အတိုင်းပဲပြန်ထိုးမယ်။တိုင်ရှင်း3တိုင်း။ဒါချိန်3ချိန်ပြီးရင်တိုင်ရှင်း2တိုင်းထပ်ထိုးလိုက်တော့3တိုင်းဖြစ်သွားပါတော့ ုံတိုင်းချိန်တစ်ချိန်ဒီနေရာမှာပဲဒီတောင်းနေရာလေးကတော့တောက်ရှောက်တောင်းအတိုင်းလေးပဲသွားမယ်เนาะတောင်းအတိုင်းလေးပဲသွားမယ်ပြီးရင်ချိန်တစ်ချိန်လာမယ်ချိန်တစ်ချိန်လာပြီးသွားရင်ဒီချိန်နေရာလေးဒီမှာချင်းလေးချင်းနေရာလေးမှာတိုင်ချီ3နိုင်ထုံးมาဖြစ်တဲ့အတွက်ဒီတောင်းတစ်ခုနဲ့တစ်ခုကြားမှာနောက်တန်းရောက်ရင်4ခါဖြစ်သွားပြီဒီမှာတိုင်ချီ3နိုင်3ခါเนาะနောက်တန်းရောက်ရင်4ခါဖြစ်သွားပါပြီ ji ni to chi de che ti ni to chi de che ti ni to 2ချိန်တစ်ချိန်ဒီမှာဒေါင်းနေရာလေးရောက်တော့ဒေါင်းအတိုင်းလေးထုံမယ်เนาะဒေါင်းဆိုတာကတိုင်းစီ3နိုင်ချိန်တစ်ချိန်တိုင်းစီ3နိုင်ကိုတနေရာထဲမှာထိုးတာเนาะဒီမှာတိုင်းစီ3နိုင်ပြီးချိန်တစ်ချိန်အဲ့နေရာမှာပဲတိုင်းစီ3နိုင်ပြန်ထိုးတာเนาะတေနေတော့ မှာထောင်းနေရလေးเนาะဒါဆိုရင်တောင်းတစ်ခုနဲ့တစ်ခုကြမှာဒီမှာ၄ခါဖြစ်သွားပြီเนาะပါပီချင်းတစ်ချင်းထိုးပြီးတော့ထောက်လျှောက်ဆက်ထိုးသွားမှာเนาะဒါဆိုရင်ဒီမှာအဲ့လိုဆက်ထိုးမယ်ဆက်ထိုးပြီးတော့နောက်တန်းတန်းသွားမယ်နောက်တန်းတန်းကြလို့ရှိရင်9ခါဖြစ်သွားရင်เนาะ1 2 3 4 5တခုနဲ့တခုကြားမှာဒေါင်းတခုနဲ့တခုကြားမှာတိုင်းချီ3နိုင်9ခါဖြစ်သွားရင်เนาะဒါဆိုရင်ဒီတရာ ၄ခုပါတဲ့တရောင်းပြီးရင်နောက်ထပ်ကြားထဲမှာ၅ခုပါတဲ့တရောင်းထပ်လို့ပြီးရင်အယောင်လေးပြောင်းပြီးတော့အနာကုန်မယ်နော်ဒါဆိုလို့ရှိရင်အဲနောက်ထပ်အခုထိုးတဲ့တဒန်းရဲ့နောက်ထပ်တဒန်းရဲ့ဆက်ထိုးမယ်နော်အဲဒါဆိုရင်ဒီမှာထောင်းတစ်ခုနဲ့တစ်ခုကြားမှာ၅ခုပါတဲ့အတန်းထိပြီးပြီနော်ပြီးပြီဆိုရင်ဒီမှာချိန်တစ်ချိန်နဲ့အဲချိန်နှမ်းမဲ့လှုပ်နေပါချိန်တစ်ချိန်နဲ့ ပထမဆုံးခိန်းသုံးချင်းရဲ့အပေါ်ဆုံးမှာရှက်ကော်လီနဲ့တွဲလိုက်မယ်။တွဲပြီးတော့ချင်းတစ်ချင်းထိုးပြီးတော့ချီဖြတ်လိုက်ပါမယ်။ချီဖြတ်ပြီးတော့ဒီလိုအနားကိုဖို့နောက်တစ်အောင်သုံးပါမယ်နော်။အဲနောက်တစ်အောင်ကိုနောက်တစ်အောင်ကိုဒါလေးဒီအောင်လေးသုံးလိုက်မယ်။ ဒီရဆုံး slip knot လေးလောက်ပါမနော် slip knot လေးလောက်ပြီးသွားရင်ဒီဘေးဘေးဒီ chain เนี่ยနေစားလိုက်နော်အဲ့ဒါနေယူလိုက်မယ်ဒီအမီလေးနှစ်ခုလုံးထည့်ထိုးသွားမယ်နော်အဲ့မှာ chain နဲ့ chain ထိုးလိုက်ပြီးအဲ့ဒီမှာပဲတိုင်တိုးလေးတတိုင်းထိုးမယ်ပြီးတော့ရင် chain 3 chain လာမယ် chain 3 chain ပြီးတော့ရင်ဒီတိုင်3တိုင်ရဲ့အလဲတိုင်းเนาะ တိုင်သုံးနိုင်ရဲ့အလဲတိုင်းမှာတိုင်ဒိုလေးတစ်တိုင်ထောင်မယ်ပြီးရင်ချိန်သုံးချိန်ပြန်လာမယ်ပြီးရင်ဒီမှာချိန်တောင်းနေရလေနော်ချိန်တစ်ချိန်နေရာလေးမှာတိုင်ဒိုလေးပြန်ထောင်မယ်ပြီးရင်တိုင်ချိန်သုံးချိန်ပြန်လာမယ်ချိန်သုံးချိန်ပြန်လာမယ်ပြီးရင်ဒီမှာတိုင်သုံးနိုင်ရဲ့အလဲတိုင်းမှာအလဲတိုင်းမှာတိုင်ဒိုလေးထောင်မယ်ပြီးရင်ချိန်သုံးချိန်လာမယ် ီမှာအချင်းတစ်ချင်းနေရာမှာတိုင်တိုလေးထောင်မယ်ပြီးရင်ချင်းသုံးချင်းလာမယ်ဒီမှာတိုင်သုံးနာရဲ့အလဲတိုင်းမှာတိုင်တိုထောင်မယ်ချင်းသုံးချင်းလာမယ်တောက်လျှောက်တစ်ပတ်လည်းအလိုပဲသွားပါမယ်เนาะအဲ့လိုလေးတောက်လျှောက် အဲချင်းသုံးချင်းထိုးလိုက်ဒီမှာချင်းနေရာဆိုမှတိုင်လို့ထောက်လိုက်တိုင်ဆိုလို့ရှိရင်အလေတိုင်းလေးမှတိုင်လို့ထောက်လိုက်အဲ့လိုနဲ့တောက်ရှာတပတ်လေလေးအနားကွက်သွားပါမယ်နော်ဒီလိုပုံစံလေးကွက်သွားပါမယ်ဒါဆိုရင်မှချင်းလေးနေနဲ့တိုင်တို့လေးနဲ့အနားကွက်လာတာနောက်ဆုံးရောက်ပြီဆိုရင်ဒီမှာချင်းသုံးချင်းနဲ့ပြီးရောပထမဆုံးတိုင်တို့လေးထိုးခဲ့တဲ့နေရာမှာရှက်ကောလေးဆွဲလိုက်မယ်ပြီးတော့အဲချင်းတစ်ချင်းထိုးပြီးတော့ချီဖြတ်လိုက်ပါမယ် ခြေဖြတ်ပြီးရခါကျတော့ဒီခြေလေးကိုလက်ချုပ်အလေးနဲ့ဖြစ်ဖြစ်လက်ချုပ်အလေးနဲ့ဖြစ်ဖြစ်ဒီလိုခြေထိုးတဲ့အလေးနဲ့ပဲဖြစ်ဖြစ်နောက်ဖက်မှာခြေစလေးပြန်တင်းပလိုက်မယ်နော်ခြေစလေးကိုပြန်ပြီးတော့ဆွဲပြီးတော့တင်းပလိုက်ပါဒါလက်ချုပ်အလေးနဲ့ထိုးလိုက်လည်းရရနော် ါဆိုရင်ခေါင်းစည်းကြိုးလေးရဲ့အောက်ခံလေးတော့ပြီးပြီသူကအပေါ်မှာဒီလိုမျိုးလိမ့်ပြလေးပန်းလေးတက်မယ်ပေါ့နော်လိမ့်ပြလေးပန်းလေးတွေကိုတော့နောက်ဗီဒီယိုဖိုင်မှာတင်ပေးပါမယ်နော်